ဘာဖောင်ပါဆိုရင်ကလေးတော်တော်များများကအခုလိုမျိုး BEB လို့ပေးထားတဲ့အခါကျရင်ဘာထည့်လို့ထည့်ရမှန်းမသိဘူးဆိုပြီးတော့ဖြစ်တတ်တယ်။ BEB ပေးထားတဲ့အခါဘာထည့်ရမလဲဆိုတာကိုရှင်းပြပေးမယ်။လာလာ B and us last time ဒီမှာဆိုရင် BEB လို့ပေးထားတယ်။အဲတခုသိရမှာက BEB ဆိုတာကဘာတွေလဲဆိုရင် MSR was war being being ဆိုတဲ့ရှစ်လုံးရှိတယ် အဲအဲ့ဒါလေးကိုတော့အရင်ဆုံးသိထားရမယ်ပေါ့နော်အဲအဲ့ဒါကိုသိမှ BEB လို့ပေးထားတဲ့အခါကျရင်အဲ့ဒီရှစ်လုံးစလုံးနဲ့ဆိုင်တယ် MSR ကကျတော့ present tense ပေါ့နော် was war ကကျတော့ first tense နောက်တစ်ခါ be being being သူတို့တွေကတော့အာတခြားစကားလုံးတွေနဲ့တွဲပြီးမှသုံးရတယ်ပေါ့နော်ကဲအဲ့ဒါဆိုရင်ဒီမှာဥပမာလေးကြည့်ရအခုဒီပထမဦးဆုံးစာကြောင်းဆိုရင် BEB ကိုပေးထားတယ်နော်ဒါဆိုလှလှ be and last last time ဒီစာကြောင်းကိုဖတ်ကြည့်လိုက်တဲ့အခါမှာဟောဒီမှာ last ဆိုတဲ့စကားလုံးလေးပါတယ် နော် last ဆိုတဲ့စလုံးလေးပါတဲ့အတွက်ဒီ last က first tense ကိုပြတယ်အတိတ်ကာလကိုပြတယ်အဲ့ဒီအတွက်ဒါ part 2ကိုပြတာပေါ့နော်ဒီ part အနေနဲ့ပြောမယ်ဆိုရင်တော့ part 2ကိုပြတာပေါ့အဲ့ဒီတော့ကျတော့ part 2ဖြစ်တဲ့အတွက်ဒီ BEB ကိုတွေးလိုက်တဲ့အခါကိုကစဉ်းစားရမှာက MS အားလည်းစဉ်းစားရမယ် was ဝါလည်းစဉ်းစားရမယ် BB B လည်းစဉ်းစားရမယ်အခု past tense ဖြစ်နေတဲ့အတွက် msr နဲ့လည်းမဆိုင်တော့ဘူး be being be နဲ့လည်းမဆိုင်တော့ဘူး။ဘာနဲ့ဆိုင်သွားလဲဆိုရင် was နဲ့ were နဲ့ အဲ့နှလုံးနဲ့ဆိုင်သွားတာအဲ့တော့လှလှကအနည်းဖြစ်တဲ့အတွက်နော်လှလှကအနည်းဖြစ်တဲ့အတွက်ဟာဒီ B ကိုဘာထည့်မလဲဆိုရင် W A S W A S ဆိုပြီးတော့ထည့်ပေးရမယ်ရမယ်နော် I like this shirt the color be black ကျွန်တော်ကဒီ shirt အင်းကြီးကိုကြိုက်တယ် ခါလာအယောင်ကတဲ့ B black လို့ပေးထားတယ် BEB ပေးထားတယ်ဒါဆိုရင် BEB ပေးထားတယ်ဆိုရင်ကိုစဉ်းစားရမှာက AMISA စဉ်းစားရမယ် WAS WAS စဉ်းစားရမယ် BB B စဉ်းစားရမယ်ဟုတ်တယ်နော်အဲ့တော့ဒီစာကြောင်းတစ်ကြောင်းလုံးကိုဖတ်ကြည့်လိုက်တဲ့အခါမှာ tense ကိုပြတဲ့စလုံးတစ်လုံးမှပါမနေဘူးအဲ့ဒါကြောင့်မို့လို့အဲ present tense လို့ယူဆရမယ် present tense လို့ယူဆရမယ်ဆိုတော့ msr ကိုပဲစဉ်းစားရတော့မယ်ဒါကြောင့်မို့လို့ဒီ beb က msr am ရဲ့ is ရဲ့ are ရဲ့ အဲအဲ့တော့အုံးနဲ့ပဲစိုင်သွားတယ်ပေါ့နော်အဲပထမအုပ်ဆုံး AMM AMM ကကြတော့ I နဲ့ပဲအမြဲတမ်းတွဲတာတခြားစလုံးနဲ့ဘာနဲ့မှမတွဲဘူးเนาะ AMM ကအဲတခြားစလုံးနဲ့ဘာနဲ့မှမတွဲဘူးဆိုတော့ဒီမှာကပေးထားတာကသက်ခလာအဲ့ဒီတော့ I မဟုတ်တဲ့အတွက် M ကတော့မဖြစ်နိုင်တော့ဘူးဟုတ်ပြီနော်အဲ့တော့ is နဲ့ r နဲ့နှစ်မျိုးပဲကြံတယ်အဲ r ကကြတော့အများလေအခုပေးထားတာကသက်ခလာခလာကအနည်းပေးထားတာအဲ့တော့ r လည်းမဖြစ်နိုင်တော့ဘူးဒါကြောင့်ပါလေအဖြေမှန်က is ရမယ်เนาะ I have B2 began ဆိုပြီးတော့ပေးထားတဲ့ဒီစာကြောင်းလေးကိုကြည့်မယ်အာဒီစာကြောင်းလေးမှာဆိုရင် BEB ပေးထားတယ်အာဒီ BEB ပေးထားတဲ့ခါကျရင်ကိုကစဉ်းစားရမှာ and miss ာလည်းစဉ်းစားရမယ် was war လည်းစဉ်းစားရမယ် be been be လည်းစဉ်းစားရမယ်ဟုတ်ပြီအဲ့ miss ala was wala ကြည့်လိုက်တဲ့အခါမှာ present tense ကိုပြရတဲ့စကားလုံးနဲ့လုံးဝမပါဘူး ။ past tense ပုံပြရတဲ့စလုံးလေတလုံးမှမပါဘာပါလဲဆိုတော့ tense ကာလပြရတဲ့စလုံးနေတော့တလုံးမှမပါဘူးဒီစာကြောင်းမှာဘာပါလဲဆိုတော့ HAV have ပါမှတ်ထားပါ HAV have တို့ HAS has တို့ HAD had တို့ရဲ့နောက်ကဘာလိုက်လဲဆိုတော့ BEE -E and been အမြဲတမ်းလိုက်တယ်ဟုတ်ပြီနော်အဲဒီစာကြောင်းမှာဆိုရင် HAV have ပါတဲ့အတွက် BE and B ကိုထည့်ရမှာ။အဲနောက်ဆုံးပိတ်စာကြောင်းလေးကိုကြည့်မယ်။ The girl will be a daughter soon ။ ဟုတ်ပြီနော်ဒီစာကြောင်းလေးကိုကြည့်လိုက်တဲ့အခါမှာဒီမှာလဲ BEB ပေးထားတာပဲဟုတ်ပြီနော် BEB ပေးထားတာပဲဆိုတော့ဘယ်လိုလုပ်မလဲပေါ့ BEB ပေးထားရင် MS R လဲစဉ်းစားရမယ် WASP လဲစဉ်းစားရမယ် BB ပင်းလဲစဉ်းစားရမယ် BEB ပေးထားရင်ရှစ်လုံးစလုံးစဉ်းစားရမယ်အဲ့တော့ဒီ BR အဲ့ဒီရှစ်လုံးတွေကဘာဖြစ်နိုင်မလဲလို့ကြည့်လိုက်တဲ့အခါမှာဒီမှာ WILL ဝယ်လဲပါနေတယ်ဒီမှာ SUN ဆိုတဲ့စလုံးလေးလဲပါနေတယ် SUN ဆိုတာကတော့သူက future tense ကိုပြတယ်အနာဂတ်ကာလပေါ့နော် အနာဂတ်ကာလ future tense ကိုပြတယ်အဲ့တော့ဒီမှာအနာဂတ်ကာလ future tense ကိုပြရပြီး well ကိုသုံးထားတာအဲ well ရဲ့နောက်ကအဲ buff 1နဲ့ b နဲ့အများရန်လိုက်တယ်အဲ့တော့အခုကပေးထားတာကတော့တခြား buff ဆိုရင်တော့ကိုက buff 1ပြောင်းပေးရမှာပေါ့နော်အခုပေးထားတာက be be ပေးထားတာဆိုတော့ buff 1နဲ့မဆိုင်တော့ဘူးဒီမှာ b သူကလည်း b လဲလိုက်တယ်ဆိုတော့အဖြစ်မှန်က b က b ပဲဘာမှပြောင်းစရာမလိုဘူးအဲ့တော့ကိုကသိထားရမှာကအဲ present tense ကိုပါတဲ့ပြတယ်ပေါ့နော် present tense ကိုပြတဲ့စလုံးတွေကိုတွေးတဲ့အခါကျရင် msr ကိုရွေးရမယ် နော် past tense ကိုပြတဲ့စလုံးတွေကိုတွေ့တဲ့ခါကျရင် was ဟာကိုရွေးရမယ်နောက်တစ်ခါကျရင်အခုလိုမျိုးပေါ့နော် hd we have တို့ hds has တို့ hd had တို့ဟဲ့အဲ့လိုသူတို့တွေရဲ့နောက်ကဆိုရင်ကြ battery တွေ bin နေလိုက်တာအခုကတော့ဒါ battery bit buff 1ပေးထားရင်တော့ battery ပြောင်းပေးရမှာပေါ့နော် b ပေးထားတော့ bin ပြောင်းပေးရတာပေါ့အခုလည်းဒီမှာ well well ရမှာမဟုတ်ဘူးပေါ့နော်ဒီ moral buff တွေပေါ့ well we can crush your may my must uh dare to or to use to အဲသူတို့တွေရဲ့နောက်ကနေပါလိုက်လဲဆိုတော့ beb အမြဲတမ်းလိုက်တယ်ငါ buff 1နဲ့ b နဲ့လိုက်တာပေါ့နော်ဘာဒီနေမှာ buff 1ပေးထားရင်တော့ကိုက buff 1ပြောင်းရမှာပေါ့အခုက b ပြောင်းထား b ပေးထားတာဆိုတော့ကြတော့ b လိုက်ပေးရတာပေါ့ဒါဆိုရင်တော့ beb ကိုအားလိုက်တော့မယ်လို့ထင်ပါတယ်